နာရှိုးကိုစစ်ကောင်စီပြန်ရရင် DNLA အပေါ်တက်ရောက်မှုရှိလာနိုင်စစ်ကောင်စီ၏အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရမခတိရှိရာနာရှိုးမျိုးမှကိုကန်တက်ဖွဲ့မင်းဒီအေကစုတ်ခွာရန် ပြင်ဆင်နေကြောင်းသိရသည်ညီနောင်မဟာမိတ်သုံးဖွဲ့ကပေါ်ဆောင်သည့်2029စစ်စင်ရဲ့အတွင်းတင်ပိုက်ရရှိထားသည့်နာရှိုးမျိုးကိုတရုတ်ဖိအားကြောင့် MNDA ကစစ်ကောင်စီထံလွှဲပြောင်းပေးမည်အခြေအနေရှိနေသည် နာရှိုးမျိုးကိုစစ်ကောင်စီပြန်လည်ရရှိသွားပါကတိုင်းမျိုးသားလူမျိုးရေးတက်မတော်တင်တို့ဤအပေါ်တက်ရောက်မှုရှိလာနိုင်သည်ဆိုပြီးတုံ့တက်မှုများလည်းရှိနေသည်နာရှိုးမျိုးကိုစစ်ကောင်စီရရှိသွားပါကစစ်လက်နက်ရိတ်ခါများဖြည့်ဆည်းလာမည်ဖြစ်ပြီးတင်တို့ဤတိမ့်ပိုက်ထားသည့်မျိုးနယ်များကိုဘုံကျဲလာနိုင်ကြောင်းနိုင်ငံရေးတုံ့တက်သူတို့အူကပြောသည် နာရှိုးမြို့သည်ရှမ်းမြောက်တခွင်လုံးကိုအုပ်ချုပ်ရန်အရေးကြီးသည့်မြို့ဖြစ်သလိုစစ်ကောင်စီပြန်ရပါကအရင်ဆုံးဒီအန်တို့၏အပေါ်ထိခိုက်မှုရှိလာမှဖြစ်ကြောင်းနိုင်ငံရေးလေးလာသုံးသက်သူဦးကြီးမြင့်ကပြောသည် ။ရာရှိုးကစစ်တပ်မဟာဗျူဟာအရအဲ့ဒီနေရာကမြမတပြည်လုံးစစ်တိုင်းတွေမှာတတိယအရေးကြီးဆုံးဖြစ်ပြီး ပထမအရေးကြီးဆုံးကမန္တလေးဖြစ်သည်ဟု သိရပါသည်။ဒုတိယကတော့ရန်ကုန်ဖြစ်ပြီးစစ်တိုင်းထဲမှာတတိယအရေးကြီးဆုံးနဲ့အင်အားအကောင်းဆုံးတိုင်းလို့သူတို့သတ်မှတ်ထားတာဖြစ်ပြီးရှမ်းပြည်တခွင်လုံးအုပ်ချုပ်ဖို့ဆိုအဲ့ဒါကြောင့်မို့လို့လားရှိုးကိုပြန်ပေးရတယ်ဆိုတော့အကြီးအကျယ်ထိခိုက်နစ်နာမှာတေးကြတယ်ဟုပြောသည် MNDA အနေဖြင့်ဧပြီ21ရက်နေ့တွင်အပြီးဆုတ်ခွာရမည်ဖြစ်ပြီးလာရှိုးမြို့ကိုစစ်ကောင်စီကအုပ်ချုပ်ကာမြို့ပြင်ကျေးရွာများကို MNDA ကဆက်လက်ထိန်းချုပ်ထားမည်ဖြစ်ကြောင်းသိရသည်လက်ရှိတွင်ဒီနိုအီထိန်းချုပ်ထားသော နောင်ချိုမိုးကုတ်တီဘောကြောင့်မဲတို့ကိုစစ်ကောင်စီကမကြာခဏဆိုသလိုနေချောင်းတိုက်ခိုက်မှုများပြုလုပ်လျက်ရှိနေသည်ဟုသိရပါသည် အရှိအကျန်းဖတ်သမားစင်ဤဖြစ်တည်မှုမြင်မရပါတဲ့အကြောင်းအကျန်းဖတ်သမားစင်ဤရဲ့နိုင်ငံရေးကတည်သွားပြီးဒါကြောင့်အကျန်းဖတ်သမားစင်ဤရှိတဲ့ရဲဘော်တွေကိုမိဘတွေကပြန်ခေါ်သိမ့်ပြီလို့နိုင်ငံရေးသမားစီကနေကြားရပါသည် လက်ရှိအကြမ်းဖက်သမားစီနီအနေနဲ့နိုင်ငံရေးအယောချင်းပြည်သူအများစုကပြန်လက်ခံနိုင်ဖို့ခက်ခဲသွားပြီးစစ်ရေးရပြန်အောင်မြင်လာဖို့လည်းလုံးဝအခြေအနေမရှိတော့ဘူးလို့သုံးတက်သူတွေကနေသိရပါသည် ကိုချင်းချင်းပြဿနာရှာပြီးသမိုင်းတရခန့်ဖြစ်ဖို့ကလွဲပြီးဘာမှမဖြစ်နိုင်တော့ဘူးလို့ပြည်သူစီကနေကြားရပါသည်ဘာကြောင့်အကြမ်းဖက်သမားစီနီရဲ့နိုင်ငံရေးကတည်သွားပြီလို့ပြောရတာလဲ အကျန်းဖတ်သမားစီရင်ဤဟာနှစ်ပေါင်း38နှစ်အတွင်းပြည်တော်စုအဆင့်မာရော state level အဆင့်မာရောလူတော်မတိုးနိုင်ခဲ့ပါဘူး။ဒါကြောင့်အနုဒီပါတီအောက်ဆွဲအဆင့်နဲ့ယက်တီလာခဲ့တဲ့အဖွဲ့ဖြစ်ပြီးပြည်တော်စုအဆင့် state level အဆင့်တောင်မတိုးနိုင်ခဲ့ဘူးဆိုတာမင်းအောင်နိုင်ကအကျန်းဖတ်သမားစီရင်ဤဟာဗာပြတနာမှမရှိပါဘူး။ သူတို့လည်းအင်စီထိုးကျင်နေဆိုလို့ဦးအောင်မင်းကပြောလို့လက်ခံပေးလိုက်တယ်လို့မင်းအောင်လိုင်းကဗီဒီယိုနဲ့ပြောတဲ့စကားကတသက်ရှိပါတယ်လို့သတင်းရပါသည် နှစ်ဒီဒေါ်လာရေးစပြီး2023မှာချင်းလင်းကောင်စီဖွဲ့ပြီးဒါကပြည်အောင်စုအဆင့် stage level အဆင့်မှာလူတော်တိုးနိုင်ဖို့ထက်ကြိုးစားတာဖြစ်တယ်လို့သိရပါသည်ဒါပေမဲ့အကျန်းဖက်သမား CNF ကဖွဲ့လိုက်တဲ့ချင်းလင်းကောင်စီကိုဘယ်ဖွဲ့စည်းကမှအတိမတ်မပြုခဲ့ဘူးကြောင့်ကောင်စီအဆင့်ကနေအတိမတ်ပြုမှုမရတော့ကြောင့်ချင်းလင်း governor ထပ်ဖွဲ့တယ်လို့သိရပါသည်လိုပဲဆိုဆိုဒီချိန်ဒီကာလဟာစစ်ရေးဒီနိုင်ငံရေး နိုင်ငံရေးသည်စစ်ရေးဓာကြောင့်အကြမ်းဖက်သမားစီရင်ဤကစစ်ရေးအောင်မြင်လာနိုင်ရင်ပြည်သူထောက်ခံမှုနှင့်တနိုင်ငံလုံးရဲ့ထောက်ခံမှုရနိုင်ပါသေးတယ်လို့သိရပါသည်။အကြမ်းဖက်သမားစီရင်ဤစစ်ရေးအရအောင်မြင်နိုင်မလား။ အကျန်းဖတ်သမားစင်ဒီအနေနဲ့စီရေးရအောင်မြင်နိုင်ဖို့ထန်တလန်မျိုးကို responsibility ရှိရှိအရပြန်သိမ်းနိုင်ဖို့လိုအပ်ပြီးထန်တလန်ဟာသူတို့စီရေးအတွေ့အကြုံညံပြင်းမှုကြောင့်ဆုံးရှုံးသွားရတာဖြစ်တယ်လို့သိရပါသည်ထန်တလန်မသိမ်းနိုင်ဘဲနဲ့ဟာခါမျိုးသိမ်းဖို့ဟာခါပြည်သူတွေကလက်ခံမီမဟုတ်လေကြောင့်အကျန်းဖတ်သမားစင်ဒီရဲ့အပေါ်မှာဟာခါတွေကတော့အယုံကြည်မှုရှိမယ်လို့မထင်ဘူး ။ဒါကြောင့်ထန်တလန်အရင်သိမ်းပြဖို့မဖြစ်မနေလိုအပ်တယ်လို့နတ်နတ်ကင်သုံးတတ်သူတွေကနေသိပါသည်။အကျန်းဖတ်သမားစင် F ဟာနိုင်ငံရေးမှာဘလောက်မှားနေပြီလဲ။တချင်း constitution ကိုချင်းပြည်သူအများစုမပါဝင်ပဲသူတို့ရေးခဲ့ရေးပြီးပြဋ္ဌာန်းတယ်လို့လည်းသိရပါသည်။ ဒါဟာချင်းပြည်သူလူထုရဲ့အာဏာကိုမတမာတဲ့နီလန်းနဲ့ရယူဖို့စ조사တာဖြစ်ပြီးတနည်းအားဖြင့်မအလလိုအာဏာသိမ်းလိုက်တာဖြစ်တယ်လို့သိရပါသည်နိုင်ငံတိုင်းငယ်ရဲ့အာဏာဖြစ်စီပြည်နယ်တစ်ခုရဲ့အာဏာဖြစ်စီလူမျိုးတစုရဲ့အာဏာဖြစ်စီမတမာတဲ့နီလန်းနဲ့ရယူဖို့စ조사ခြင်းသည်နိုင်ငံတော်ပုံကံမှုဖြစ်သည်ဒါကြောင့်နိုင်ငံအသီးသီးရဲ့ဥပဒေမှာဒါကတည်တံဖြစ်ပြီး2008 Constitution မှာလည်းတိတိကျကျပြဋ္ဌာန်းထားလို့သိရပါသည် ဒါကြောင့်အကျန်းဖက်သမားရှင် F ဟာချင်းပြည်သူတရက်လုံးရဲ့အာဏာကိုမတမာတဲ့နီလန်းနဲ့ရယူဖို့စ조사သည့်အတွက်ချင်းပြည်ရဲ့အချုပ်အခြာအာဏာကို ပုံကန်တဲ့အဖွဲ့အစည်းဖြစ်သည်။ဒါကြောင့်အကျန်းဖက်သမားရှင် F ရဲ့နိုင်ငံရေးကတည်သွားပြီး ဒါကြောင့်အကျန်းဖတ်သမား CNF လက်အောက်ခံ CDF ဖွဲ့တွေအနေနဲ့အကျန်းဖတ်သမား CNF က gambling အလုပ်ခံရတာကိုရှောင်ကြပါလို့တော်လန်ရေးလက်နက်ကင်တွေကိုနိုင်ငံရေးသမားတွေကအတိပေးလိုက်သည်ရဲဘော်တွေအနေနဲ့လည်းအကျန်းဖတ်သမား CNF လက်အောက်ခံ CDF ရဲဘော်အဖြစ်ကနေထွက်ခွာကြဖို့စဉ်းစားရမယ့်အချိန်ဖြစ်ပါတယ်လို့သတင်းရရှိပါသည်